ဆိုတော့ result မကောင်းရဲ့ဘာကြောင့်မကောင်းတာလဲပေါ့အဲ့တော့ပုံမှန်ကတော့မကောင်းတာနှစ်နေရာရှိရဲ့အဲတနေရာကျတော့ target မှားနေတာနောက်တနေရာကျတော့ content မှားနေတာဆိုတော့ target မှန်တယ် content မှားတယ်ဟာနဲ့ content မှန်တယ် target မှားတယ်ဟာနဲ့နှစ်ခုပဲရှိရဲ့ဆိုတော့ target ကကျတော့ကျွန်တော်တို့ဥပမာကိုဆိုလိုချင်တာကတော့ရေးလိုက်တဲ့ content နဲ့ချိန်လိုက်တဲ့ target နဲ့ကတောင်တောင်ကြိုက်မနေဘူးဆိုလို့ရှိရင်ကဘာမှမထူးဘူး right တစ်ခွက်တစ်ခုကြိုက်မနေဘူးဆိုလို့ရှိရင် ဟိုနန်းထိုင်မိထားတာ hello collected အာ boosting resort ကောင်းမကောင်းအချိန်ဘယ်လောက်စောင့်ကြည့်ပြီးဆုံးဖြတ်ရမလဲအကယ်လို့မကောင်းရင်ဘယ်လိုအချက်တွေကို edit လုပ်ရမလဲဆိုတာကိုသိအောင်ဘယ်လိုပြင်ဆင်ထားရမလဲတိတိကျကျပြီးဖြေပေးပါဦးဆိုပြီးတော့ပြောထားပါတယ်အာ okay boosting resort ကောင်းမကောင်းကပုံမှန်ကတော့ကျွန်တော်တို့24 hour ပြည့်ရဆိုတော့ရှင်မြင်ရပါတယ်ဘာပါကြောက်လဲဆိုတော့ Facebook ရဲ့ grace period ပေါ့နော် Facebook ကနေဒီ learning phase က24 hour ကြာတယ်ဆိုတော့24 hour ပြည့်ရတဲ့အချိန်မှာကျွန်တော်တို့ result တွေကောင်းလာတတ်တာပို့ပြီးတော့များတယ် အဲ့လိုမဟုတ်ဘဲနဲ့ resort ကနည်းနည်းလေးပုံပြီးဆုံးနေရဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျာကျွန်တော်နှစ်ရက်နှစ်ရက်လောက်ကိုကျွန်တော်ကြည့်လို့ရတယ်။နှစ်ရက်လောက်ဆောင်ကြည့်ပြီးတဲ့အချိန်မှာတော့အာကျွန်တော်အဲ့ resort ကကောင်းဤမမကောင်းဤဆိုတဲ့ဟာမျိုးမြင်နိုင်တယ်ပေါ့။ဆိုတော့ resort မကောင်းရဲ့ဘာကြောင့်မကောင်းတာလဲပေါ့။အဲ့တော့ပုံမှန်ကတော့မကောင်းတာနှစ်နေရာရှိရဲ့။အဲတနေရာကျတော့ target မှားနေတာ။နောက်တစ်တနေရာကျတော့ content မှားနေတာ။တော့ target မှန်တယ် content မှားတဲ့ဟာနဲ့ content မှန်တယ် target မှားတဲ့ဟာနဲ့အဲ့နှစ်ခုပဲရှိရဲ့။ဆိုတော့ target ကကျတော့ကျွန်တော်တို့ဥပမာကို ဆိုလိုချင်တာကတော့ခြေလိုက်တဲ့ content နဲ့ချိန်လိုက်တဲ့ target နဲ့ကတောင်တောင်ကိုက်မနေဘူးဆိုလို့ရှင်ကဘာမှမထူးဘူး right တစ်ခွန်းတစ်ခုကိုက်မနေဘူးဆိုလို့ရှင်ဥမာကိုကနေပြီးတော့မှဒါပါတော့အာဒါပါတော့ဒါပါတော့ဒါပါတော့ဥမာငါးမွေးမြူရေးကံကိုဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့ဈေးထားပြီးတော့မှဟိုဟို target ထားရတဲ့ဟာကြတော့ဟိုအင်ချင်မတွေဒီမှာ housewife တို့ parenting တို့ဘာတို့ target ထားဆိုလို့ရှင်ဘာမှမထူးဆိုတော့ဟိုအဲ့လိုမျိုးကိုယ့်ရဲ့ target audience က အရင်အရင်ဆုံးလာပါတယ်ဆိုတော့ target audience ကဘယ်သူလဲဆိုတော့ကျွန်တော်အရင်ဆုံးလုပ်ပြီးတော့မှအဲ့ target audience ကိုကျွန်တော်တို့ကဒီဘက်ကအာဘယ်လိုပြောမလဲ content writer content အဲ designer ကိုကျွန်တော်တို့ပေးရတယ်အဲ့တော့ target audience ကဒီလူတွေเนาะဆိုတဲ့ဟာကိုကျွန်တော် content နဲ့အဲ content ရေးရတဲ့သူနဲ့ပုံစွဲသူကိုကျွန်တော်ပေးရပြီဆိုတော့မှပဲသူတို့ကနေဟာဟုတ်ပြီကျွန်တော်ဒီ target audience စိတ်ကိုစောင့်လို့ရေးရတာဆိုတဲ့ဟာမျိုးအဲကျွန်တော်လုပ်ကြတယ်ပေါ့เนาะအဲ့တော့ဟို ဟိုဘယ်လိုခေါ်မလဲကျွန်တော်အရင် brand site တက်မှာအလုပ်လုပ်ခဲ့တော့က brand site ဆိုတာ Samsung တို့ဒီ Yoma Band တို့ဘာလို့မှအလုပ်လုပ်ခဲ့တော့ကကျွန်တော်ကတော့အဲ့ရ brand ဒီကျွန်တော် marketing head ကိုတော့ဒီကျွန်တော် marketing ကိုလေ့လုပ်တဲ့အချိန်မှာကျွန်တော်အဲ့ content တွေကိုပါလေဟိုကျွန်တော်ရဲ့ target audience ကဒီ content တွေကိုတကယ်စိတ်ဝင်စားလားစိတ်ဝင်စားလားဆိုတာပြောကျွန်တော်ဘယ်လိုစမ်းကြည့်လဲဆိုတော့အာကျွန်တော်စီမှာအဲ့လိုမျိုး sample လုပ်ထားတဲ့သူတွေအဖွဲ့ကြီးရှိရဥပမာ ်လူငယ်အသက်ဘလောက်ကနေဘလောက်ဘယ်မျိုးမှနေရဆိုရဲသူရရှိရဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ရဲ့ content တွေကိုအဲ့ဒီသူတွေကျွန်တော်တော်ပြအရင်ဆုံးတော်ပြပြီးတော့မှအာသူတို့စိတ်ဝင်စားလားပေါ့လေအာသူတို့သူတို့စီအာ feedback ကပါလေရှိတယ်ကိုသူတို့စီအာ comment ကပါလေရှိတယ်ဆိုတော့ကျွန်တော်သိပြီဆိုတော့မှပဲကျွန်တော်အဲ့ဒီ content တွေကိုကျွန်တော်ပြင်လဲပြင်တယ်အဲ ပြင်တာပုံများပေါ့လေသူကဖြုတ်ချတာမျိုးအောင်ရှားပါတယ်ဆိုတော့အဲ့ဒါကိုပြင်လိုက်ပြီးတော့မှသူတို့ကြိုက်နိုင်တဲ့ content post မျိုးလေးတော့ကျွန်တော်တင်တာပါဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့လောက်တာပေါ့လေအဲပြီးတော့ edit လုပ်တဲ့နေရာမှာကျတော့အဲ့လိုပုံမှန်တော့ဒီဘယ်လိုခေါမလဲ target audience ကိုလည်းထပ်ပြီးတော့ edit လုပ်ကြတဲ့ဟာမျိုးရှိရဲ့ဥပမာ target audience အဲနည်းနည်းထပ်တိုးတာတို့ဒါမှမဟုတ် target audience ကိုပြောင်းလိုက်တာတို့အဲအဲ့လိုမျိုးပုံစံမျိုးလေးတွေလည်းကျွန်တော်လုပ်ပြီးတော့ဟို optimize လုပ်ကြခဲ့ရှိပါတယ်